ဒီနေ့မှာတော့ကလေးငယ်လေးတွေကိုပေါ့နော်အမိုက်လေးတွေစနစ်တကျစွန့်ပစ်တတ်အောင်လို့သင်ကြားပေးဖို့အတွက် DIY အမိုက်ပုံးလေးတွေကိုကျွန်မနဲ့တူတူလုပ်ကြည့်ကြရအောင်နော်လိုအပ်တဲ့ပစ္စည်းလေးတွေကစက္ကူခွက်လေးတွေရဲ့တိတ်လေးတွေရဲ့အဲပြီးတော့ရေခဲကြောင်းထုတ်လေးရဲ့ပဲလိုအပ်ပါတယ်အရင်ဆုံးအနေနဲ့ရေခဲကြောင်းထုတ်လေးကိုသုံးပုံပုံတစ်ပုံလောက်ညှပ်ထားပြလိုက်ပါမယ်။ ပြီးတဲ့အခါမှာဆိုရင်တော့တပည့်တိတ်လေးကိုသုံးပြီးတော့ဒုတ်လေးနှစ်ချောင်းကိုအပေါင်းပုံစံလေးကတ်ထားပေးလိုက်ပါမယ်စကူခွက်လေးကိုကျမတို့အပေါက်သေးသေးလေးဖောက်ထားပေးလိုက်မယ် အဲ့ဒီအပေါက်လေးရနေပြီးတော့ခုနကတော့ရေခဲကြောင်းထုတ်လေးတွေကိုပေါ့နော်ခွက်လေးထဲရနေပြီးတော့ထည့်ပေးလိုက်ပါမယ်ခွက်လေးထဲကိုထည့်ဖို့အတွက်နောက်ထပ်ဆက်ကူခွက်လေးတစ်ခွက်ကိုလည်းထပ်သုံးပါမယ်။ပူနေတဲ့နေရာလေးတွေကိုကျမတို့အမှတ်လေးပေးပြီးတော့ဖြတ်ထုတ်ပေးလိုက်မယ်။အခုလိုမျိုးပေါ့နော်ဒုံလေးကိုဖိလိုက်တာနဲ့ဆက်ကူခွက်လေးကအပေါ်ကိုမြောက်တက်လာတဲ့ပုံစံမျိုးလေးလုပ်ထားတာပေါ့နော်။ အဖုံးလေးလှုပ်ဖို့အတွက်ကိုလည်းကျမတို့စက်ကူလေးတစ်ရွက်ကိုယူပြီးတော့ခွက်လေးနဲ့တိုင်ပြီးတော့ညှက်ထားပေးလိုက်ပါမယ်။အဖုံးလေးကိုကကြတော့ကျမတို့ရိုးရှင်းရှင်းတိတ်လေးနဲ့ပဲကက်ပြီးတော့လုပ်ပေးလိုက်ပါမယ်။ဒါဆိုရင်တော့ကျမတို့ဒီခလေးငယ်လေးအတွက်အမိုက်ပုံသေးစားလေးတွေလုပ်ပြီးလုပ်ပြီးသွားပါပြီ။ခလေးငယ်လေးတွေအကြိုက်စတေကာလေးတွေကတ်တုန်းရုပ်လေးတွေကိုပေါ့နော်အမိုက်ပုံလေးမှာစိုက်နှိမ့်သက်သလိုအလှဆင်လို့ရပါသေးတယ်။